လက်ခုလေးစိုးရင်ရတယ်ဖိုင်တာနှစ်ယောက်ဆုံးရင်းပြီးတော့ထိုးတယ်ဗျာကျုပ်ကပ်ပြီးတော့ဘော်ဒီကစ်ကန်ထားတယ်လက်ခုဝင်ထားတယ်ကျုံအပြန်လန်ထိုးထားတယ်ဗျာဒါရင်းပြီးတော့မှချာအိုးမိုင်ကိုရဲအလုံးဝမင်္ဂလာပါဗျာ JDS channel မှာပြန်လဲကျူဆွလိုက်ပါတယ်ဒီကနေ့မှာတော့ဒီလာမဲ့တောက်ချာနေ့ဒါမီလာ23ရက်နေ့ဒါမနေ့ပြန်ညပိုင်းမှာပဲဂျင်ပါပြုတ်သွားတော့မယ်အဲမွေရဲ့ဒါဝမ်ချမ်ပီယံရှစ်မှာရှင်ပြန်ထူးတက်သွားတဲ့ဖွင့်စဉ်ကောင်းတဲ့ပွဲလေးကိုဒါပိတ်သက်တွေနဲ့အတူအဆောင်ဆုံးကြည့်ရှုရင်းနဲ့ကွန်မန်တီတာအနေနဲ့ပြုလုပ်တင်ဆက်ပေးတော့မှာဖြစ်ပါတယ် အဲ့တော့ကျွန်တော်တို့ရှိဗီဒီယိုမှာဆိုရင်တော့ဒါ MW နဲ့ Time Fighter Wuchi Cry 2ရဲ့ဒါပွင့်စဉ်လေးကိုဒါတွဲပြီးတော့မှတင်ဆက်ပေးထားတာရှိတယ်ပေါ့နော်အဲ့ဒီမှာဆိုရင်ဒါ Fighter တဦးစီရဲ့ဒါသူတို့အရင်တုန်းကရှင်ပြန်ထူးတက်ထားခဲ့တဲ့ဒါပွင့်စဉ်ကောင်းတဲ့အတူပေါ့နော်ဘယ်သူကအနိုင်ရရှိသွားနိုင်ခြင်းရှိသလဲဒါ MW နေနဲ့ပဲအပိုင်းကိုဒါအထူးသတိပြုပြီးတော့မှရှင်ပြန်သွားတင်တယ်ပေါ့နော်ဒါတွေနဲ့ပတ်သက်ပြီးကျွန်တော်တို့ပြောဆိုပေးထားတာရှိတယ်ပွင့်စဉ်နဲ့အတူ တကယ်တော့ဒီကကြည့်ရှုနေတဲ့ပရိသတ်တွေအနေနဲ့အဲ့ဒီဗီဒီယိုလေးကိုမကြည့်ရသေးဘူးဆိုရင်ကျွန်တော် description မှာ link လေးချထားပေးပါမယ်။အဲ့ဒီမှာဝင်ရောက်ကြည့်ရှုနိုင်တယ်ပေါ့နော်။အခုကြည့်ရှုသွားပေးမယ့်ပွဲစဉ်ကတော့ဒါ MVN 2024 Focus လာ23ရက်နေ့မှာဒါပွဲဥထွက်နေတဲ့ရှင်ပြန်ထူတက်သွားခဲ့တဲ့ပွဲစဉ်တွေပဲဖြစ်ပါလိမ့်။ Okay ဒါဆိုရင်ကျွန်တော်ပွဲစဉ်လေးကိုတွောင်းလိုက်ရအောင်ဗျ။ Commentator အနေနဲ့ပြုလုပ်တင်ဆက်ပေးတော့မှာဖြစ်ပါလိမ့်။ Okay Lucky Lady Bye ခုကောင်းနေဗျ။ ်မစ်ချီဖမ်းပြီးတော့လေဘာရှော့လေးဝင်ထားနေကောင်းတယ်1-2ဖမ်းပြီးတော့လေဘာရှော့ကောင်းတယ် right jet လေးတွေဝင်ထားနေ MW နေနဲ့ဒီမှာ fighter ကျွန်တော်အရင်ကြီးကပ်ပြီးတော့မှထိုးတာမျိုးတော့မတွေ့ရနေဘူး defend လုပ်ပြီးတော့ကစားနေရတဲ့အနေအထားမျိုးတွေတွေ့ရတယ် တပီကျွန်တော်12လီမှာရှော့ဝင်ထားတဲ့ chicken chip တွေစပြီး3နိုင်ပြဂျပန်ဖိုင်တာနေနဲ့အဲ့တော့ရဲ့မောင်းမှာတော့ဂျပန်ဖိုင်တာနေလုံးဝတာနေတယ်ဗောနော်ခြေတန်လက်တန်တွေအဆကောင်းတယ်ဂျုံဖိုင်တာနှုတ်စလုံးကဘယ်တန်မှမသိပြန်ဒီကောင်းတယ်အင်ဝီရိုက်ခုတွေဝင်ထားလာမြေတွေ့ရတယ်တပီရိုက်ချက်ဝင်ထားတယ်ကောင်းတယ် ဲ့တော့ဇမင်ဝါနဲ့ဖိုက်တာတော့ဒါဒီဂျပန်က right to အကာဆူနူကိုနော် right ကိုဝင်ဟာနေโอ้สไตล์จนกองดาลักคู่นี่เปลี่ยนพี่แล้วมาอ่ะที่คันได้อ่ะเปียโอ้โอ้บอดี้ช็อตนี่เนี่ยไรท์คู่นี่เนี่ยเพรสเชอร์ไปนี่แหละเอมุนนี่เนี่ย1 2ดิวินท่าแหละโอเวอร์ไรท์คู่ดิลักคู่ดิเนาะโซบายอ่ะดิเอมุนเนี่ย ရိုက်ခုကကျွန်တော်အချက်တလီမှာပေါ့နော်ဟိုဝလုံးအရှိကျွန်တော်ဒီရိုက်တဲ့ပုံစံမျိုးလေးကိုတွေ့ရတယ်ပေါ့နော်နည်းနည်းတော့ကျွန်တော်တစ်ခါတည်းကျတော့ရိုက်ခုကဒီစနစ်ချက်ချမျိုးဝင်လာမျိုးတွေ့ရတယ်လို့တစ်ခါတည်းကျတော့အစောပိုင်းကျွန်တော်ပြောတယ်လို့ဒီဝလုံးအချောင်းလိုက်တဲ့မျိုးရိုက်တဲ့ပုံစံမျိုးတွေ့ရတယ်ကဲဟပီဒိုမာဒီမရှင်နိုင်ထားနေကဲအရှာပီဘီအမွေနေအိုးမိုင်ဂေါ်ဂျုံလက်ခု တဲမွေအမစင်ရေတွက်ခံရပါပြီ။နည်းနည်းဒီကက်ချသွားတဲ့အနေထားမှာကျွန်တော်လက်ခုတစ်ချက်အထိခံလိုက်ရတယ်ပေါ့နော်။ကဲမရှိသူတော့ဖိထိုးဖို့ကြိုးစားနေပါလေဗျ။အဲမွေနေနဲ့အကအိုးအိုးအိုးလက်ခုတော်တော်လေးပြင်းတယ်။အဲမွေနေနဲ့ဆိုရင်ရတယ်ဂျပန်ဖိုက်တာနေနဲ့နည်းနည်းမဟုတ်ရင်ဟင်ထိုင်မောက်ချတော့မှလက်ခု right ခုဝင်ထားတယ်။ โอ้โอ้โอ้ my god จุ่มเมียทักไคနေတယ်ရတူလားမသိဘူးเอมวยဖြီးထားတယ်ဗျာထူထားတယ်ခြေကန်ချက်တွေနဲ့ဩဒီဘက်ကခြေလမ်းဖမ်းပြီးတော့လက်ခုတွေနဲ့ပြုတ်ဝင်နေတယ်ဗျာဂျပန်ဖိုက်တာကဲ round 1ပြီးတော့ပါဗျာကဲ round 1မှာတော့ပြိတက်တွေနေနဲ့ဒါဘလူကအသာစီရရှိခဲ့တယ်လေပေါ့နော် အဲ့တော့ကျွန်တော်ရဲ့အမြင်အရကတော့ round 1မှာဒါလက်ရည်အရကတော့ဒီ MV ကတာခဲ့တယ်လို့ပြောလို့ရလိုက်ဗျ။တို့ပေမဲ့လည်းဒီအမတ်ဒီစီမင်းအရဆိုရင်တော့အမတ်ပေးပုံအရဆိုရင်တော့ MV နေနဲ့ဒါအမတ်မှာနှိမ်ခဲ့တယ်ဗောနော်။ဘာကြောင့်လဲဆိုတော့ဒါ knock down တစ်ချိန်ပြီးခံလိုက်ရတယ်အမတ်စင်တစ်ချိန်ရည်သွက်ခံလိုက်ရတယ်ဗောနော်။ Okay ကျွန်တော် round 2မှာကတော့ဒါဒီ fighter နှစ်ဦးဘယ်လိုမျိုးရှင်ပြိုင်ထိုးတက်သွားနိုင်မလဲဗောနော်။ကျွန်တော်ကြည့်သွားမှာဗျ။ အဲ့တော့ဒီပွဲစဉ်မှာကျွန်တော်တတိထားမိတာအမ်ဝေနေတဲ့ဒါခြေခံချက်တိတ်ပြီးတော့မှသုံးနာမျိုးကြီးမတွေ့ရနေဘူးအယူရလက်ဝဲရလာတဲ့ fighter သူဖြစ်တဲ့အပြင်ဝမ်ချမ်ပီယံရှစ်မှာလည်းဒါပွဲဦးထွက်နေတဲ့ရှင်ပြန်ကုတက်တွားရမဲ့ပွဲတွားခဲ့တဲ့ပွဲဖြစ်တာကြောင့်ပေါ့နော်သူအနေနဲ့ဒီကျွန်တော်တို့လက်တီခြေခံမှာအသားမကျတေးဘဲနဲ့ဒီလက်တီကိုအသားပြုမှကစားနေတာမျိုးတွေ့ရတယ်အဲ့တော့ဒီနောက်ဆုံးပွဲတွေမှာကျွန်တော်တို့ဒိဋ္ဌိသမီးလာအဲ့မွေချီကန်ဘိုင်းမှာတော်တော်လေးတိုးတက်လာပြီးတော့ကောင်းလာတာမျိုးတွေတွေ့ရတယ်ပေါ့နော် ော်တော်လေးပြင်ဆင်မှုအကောင်းတယ်လို့ပြောလို့ရတယ်ဗျအဲမူကအဲ့တော့မနှက်ပြန်ပွဲမှာဆိုတော့သူ့အနေနဲ့ဘယ်လိုမျိုးအကောင်းဆုံးဆွမ်းဆောင်ပြသွားနိုင်မလဲဆိုတော့ကျွန်တော်မြန်မာတပိတ်သက်တွေအနေနဲ့စိတ်ဝင်စားနဲ့စောင့်ကြည့်သွားဖို့လိုအပ်တယ်ဗျโอ้จิวลักคู่ตลอดเลยก้าวเลยဂျပန်ဖိုင်တာပြောဝင်ဆိုရင်ဒီခန်းစစ်ပုံစံမျိုးကစားရတဲ့အနေထားမျိုးပို့ပြီးညားတယ်ဗျဟိုကစ်တွေကန်ထားမျိုးတော့တွေးလိုက်တယ် ပီလိုကေကန်ထားတယ်ပိုလီရှော့နိုင်ထားတယ်အမ်ဝင်နေတယ်ဘောင်ကျင်းထားတယ်အိုးလက်ခုအထီးခံလိုက်ရတယ်ဂျုံအမ်ဝင်နေတယ်ရက်ခုပြန်ဝင်ထားတယ်ကောင်းတယ်ဂျုံလုံးဝဒါရှိတိုးပြီးတော့မှသူတို့ပြန်ကိုတို့ပြန်ကိုထိုးဖို့ကြိုးစားနေတယ်ဗျာအမ်ဝင်နေတယ် ကစားပိုင်းမှာတော့အမ်ဝီနေနဲ့ဒါကောင်းနေတာမျိုးတွေတွေ့ရတယ်ဂျပန်ဖိုက်တာတော့ defend ကစားနေပါတော့ရှောင်းသိန်းကိုအဓိကကစားနေတဲ့အနေအထားမျိုးတွေ့ရတယ်ဒီ PP ထိုးတာမျိုးတွေတိတ်မတွေ့ဘူးဒါကောင်တာကိုပြန်ပြီးတော့လိုက်ကစားနေပါတော့ဟက်ကီကောင်းတယ်ဟိုးဂျုံ oh my god တခါတည်းကိုဂျုံရလေးလားမသိဘူးဗျလက်ခုပြင်းချက်กว่าအမ်ဝီ ကဲမနှက်ဖြံပွဲမှာကျွန်တော်ဒီလိုလက်တီမျိုးလေးတွေတွေးချင်တယ်ဗျာဟိုရလိတယ်အဲ့မွေကျွန်တော်ကျုံချက်ချစ်ကိုပြေးပြီးတော့မှကိုဖြစ်ပြီးတော့မှထိုးဖို့ကြိုးစားနေတယ်ကျုံ1 2ဝင်ထားတယ်အဲ့မွေနင်းနဲ့ကောင်တာလေးပြန်ထွက်လာတွေးရတယ်ဗျာဂျပန်ဘက်ကတခုတွေစိုးရင်ရတယ်ဖိုင်တာနှစ်ယောက်စုံရင်းပြီးတော့ထိုးတယ်ဗျာကျုပ်ကက်ပြီးတော့မှဘော်ဒီကစ်ကန်ထားတယ်လက်ခုဝင်ထားတယ်ကျုံအပြန်လန်ထိုးထားတယ်ဗျာဒါရင်းပြီးတော့မှကိုချာအိုးမိုက်ကိုကျုံလက်ခုဟိုးရလိလာမသိဘူးအဲ့ ဲမွေတော်ဖြစ်သွားပြီဂျပန်ဖိုက်တာ right to takasuno မရတော့ဘူးထင်တယ်ဗျာကျွန်တော်ကြည့်တာအိုးဟုတ်ပါတယ်ဗျာသူ့အနေနဲ့ကတော့ဒါကြိုးစားပြီးတော့မှထရှာတယ်ပေါ့နော်ကဲကျွန်တော်ကြည့်လိုက်ဗျာဒါ one championship ဝင်ထဲမှာလာရောက်အပီးတဲ့မြန်မာပရိသတ်တွေရဲ့အပီးမှုကတော့တကယ့်ကိုတခဲနဲ့ပေါ့နော်အားရပါရနဲ့ကျွန်တော်ဒါအပီးခဲ့တဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပါတယ်အဲ့တော့ဒီပွဲစဉ်ကတော့ကျွန်တော်ကိုယ်တိုင်တော့ queen ထဲပြီးတော့မှဝင်နေတော့ပြီးတော့မှ ဒါတွားရောက်ရိုက်ကူးခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့မြန်မာပြည်သက်တွေနဲ့အများကြီးကျွန်တော်လာပြီးတော့မှကြီးစုခဲ့တာမျိုးတွေ့ခဲ့ရတယ်အဲ့တော့အကြောင်းရင်းကလည်းကျွန်တော်ကအဲ့ဒီနေ့မှာကျင်းပတဲ့ဒီ1 Friday Fight 76ပြိုင်ပွဲမှာပေါ့နော်မြန်မာ fighter တွဲဆိုင်ကဒီလေးဆိုင်လာမတီပါဝင်ခဲ့တယ်ပေါ့နော်ဒီတွေ့ကြမှုဒီ queen to queen လောက်မှာရှိတဲ့ပြည်သက်တွေကပြောမယ်ဆိုရင်ဒါတဝက်နီးပါးတဝက်ကြော်ကြော်လောက်ကဒါမြန်မာပြည်သက်တွေပေါ့နော် Okay အဲ့တော့ကျွန်တော်ဒီကနေ့မှာတော့ တာဒီကကြီးစုနေတဲ့ပိတ်သက်တွေနဲ့သူ MW ရဲ့ဒီ1 championship ပွဲဥထပ်ပွဲစဉ်လေးကိုဒါကြီးစုပြီးတော့ခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့မနေ့ပြန်ပွဲမှာကတော့ကျွန်တော်နေနေတာ MW ရဲ့ဒီပွဲစဉ်ကိုဒါကြီးစုသွားရမှာဖြစ်တယ်ပေါ့နော် MW နေနေကျွန်တော်နောက်ထပ်ဒီအနိုင်ရလက်ပွဲစဉ်တစ်ပွဲကိုရယူသွားနိုင်မလားဆိုတော့ကတော့ကျွန်တော်တို့ဒါမြန်မာပိတ်သက်တွေအနေနဲ့စိတ်ဝင်စားနေစောင့်ကြည့်သွားဖို့လိုအပ်တယ်ဗျ။ Okay အဲ့တော့ကျွန်တော်ဒီကနေ့ရဲ့ဒါဗီဒီယို နောက်ပွဲစဉ်ကြီးရှိမှုလေးကတော့တလောက်ပါပဲနောက်လာမယ့်နေ့တွေမှာလဲဒီ MOE ရှင်ပြန်ထူတက်သွားခဲ့တဲ့နောက်ပွဲစဉ်ပေါ့နော်ဒီမနက်ဖြန်ရှင်ပြန်ထူတက်မဲ့ပွဲစဉ်ကိုလည်းတင်ဆက်ပြီးတော်ပြီးဝရှိပါတယ်ဒီတို့ကြောင့်မို့တာစောင့်မျှော်ကြီးရှိအပိပုဒီကနေ့အားလုံးကိုကြိုတင်ဖိတ်ခေါ်ချင်ပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူဂျိုးဆက်ပဲဖြစ်ပါတယ်အားလုံးပဲတိုင်းပြည်ရှင်ရဲ့ဘဝတွေကိုပိုင်ဆိုင်နေကြပါစေ